လမပြောတဲ့စကားကိုကျွန်တော်ဒီနေ့ပြောပြသွားမှာဖြစ်တယ်။အခုကျွန်တော်တနေ့နေမှာတော်တော်များများတက်တယ်။ဒါပေမဲ့ဒီအီလမကိုအခုလောလောဆယ်ပေါ့နော်။သူ့ကိုတတ်ချင်တဲ့လူတွေအများကြီးရှိတယ်ဆိုတော့ကိုသူကိုယ်တိုင်ဝခံပြီးမှပြောနေတာဖြစ်တယ်။ဒါပေမဲ့သူ့ကိုတော့လုံချုံရင်းအပြည့်ပေါ့နော်ရှိပါတယ်။ဆိုတော့ဒီနေ့ကျွန်တော်အာအရင်ရေးကြည့်တဲ့ရကပါလဲဆိုရင်အခုကျွန်တော် US နိုင်ငံကနေမှာ illegal ဝင်လာတဲ့လူတွေအားလုံးကို လင်ကဝူလာတဲ့လူတွေကိုသူတို့နိုင်ငံရဲ့ရက်ကိုပြန်ပို့နေတာဖြစ်ပါတယ်အဓိကတော့သူတို့ဒီအလီကဝင်လာပြီးမှဒီဂန်စတာတွေပေါ့နော်တကယ်လူဆိုးလူမိုက်တွေလူဆိုးလူမိုက်ဖွဲ့ဝင်နေဒီနိုင်ငံမှာလာပြီးမှဟိုဘာလဲအာအပြစ်ကျွန်းလွန်တဲ့လူတွေနော်အပြစ်ကျွန်းလွန်တဲ့လူတွေပြီးတော့ဘာလဲ crime ပေါ့ပြီးတော့မဒိမှုပါတော့ညာတို့သူတတ်မှုတွေ လူတွေကိုသူကမြန်မာပြည်ဥပမာ sorry မြန်မာပြည်တဲ့သူတို့နိုင်ငံကိုပြန်ပို့နေတာဖြစ်ပါတယ်ဆိုတော့အီလာမကပြောတာကဘာလဲဆိုရင်သူပြောတဲ့စကားတစ်ခုကအခုဒီဂျော့ဘာဒနပတ်တက်ပြီးမှတော့လကောင်အခုအရာတည်းမှာထွက်တယ်အလာမကသူကိုယ်တိုင်ပြောသူ့ကိုလူတတ်ဖို့လူသူ့ကိုတတ်ဖို့တော့မှကြံစင်နေလူရရများတယ်လို့ပြောတယ်ဒါပေမဲ့ဟုတ်ပါတယ်အခုအရင်တော့တမန်တအာအာဂျွန်ခနန်တီသူ့ကိုရောပြီးတော့ ဒီယာတီယာမတ်တီလူကာကီဘာ MLK လာမတ်တီလူကာကီရဲ့မတ်တီလူကာကင်းကိုတတ်တဲ့လူတွေကလည်းသူတို့အထက်က CIA ကတတ်တယ်လို့ပြောတာဖြစ်တယ် CIA ပေါ့နော်အာဘယ်လောက်ထိဆိုးတယ်လဲဆိုရင်လူတွေကနည်းနည်းလေးအာသူ့ရဲ့ဒီ power ပုံမှန်ဆိုသူ့ရဲ့စကားတန်သူ့ရဲ့ဆွေးဆောင်မှုကလူကတကာထက်ပိုပြီးမှမြင့်တက်လာပြီဆိုရင်ဒါကိုလူတွေက ြောက်ပြီးမှတတ်တာဖြစ်ပါတယ်အဲ့ဒီနေရာကိုဒီတည်င်းကိုအခုသူတို့ဒီ FBA ကလှုပ်ထားတဲ့ဝတ်ထားတဲ့တည်င်းကိုတမနာတရက်ကပေါ်ထောက်လို့တာဖြစ်တယ်အဲ့ဒါကိုလှုပ်ပိုင်ခွင့်ပြီးသူတို့ကြည့်ပိုင်ခွင့်ပေးတဲ့ချိန်မှာတမန်တော်ကိုတတ်တဲ့လူကိုတော်ကသူ့ရဲ့ရှေ့ကနေဂျွန်ခနန်တီကိုတတ်တဲ့လူကိုတော်ကတော့ကဒီသူ့ရဲ့ driver အရှိကမောင်းတဲ့ CI driver ကိုတန်ကတတ်တယ်အခုမတ်တီလူကခင်ကိုလည်း CIA ကတတ်တယ်ဘာကြောင့်လဲဆိုရင်လူတွေတော်တော်များများသူ့ရဲ့စကားသူ့ရဲ့ဥဆောင်မှုသူ့ရဲ့ပြောတန်တွေကိုသဘောကျပြီးလူတောင်းများများကသူ့နောက်လိုက်တဲ့လူများလာတယ်ဆိုတော့ဟိုကြောက်လို့တတ်လိုက်တာဖြစ်တယ်လို့ကျွန်တော်ကြားရတယ်ခုနကမှလည်းပြောနေသူလဲသူ့တတ်ဖို့လူတွေကြံစင်နေတယ်သူလဲကြောက်တယ်သူ့လူတတ်ဖို့ကျိုးသူ့တတ်ဖို့ကျိုးစုံနေလှုပ်တဲ့လူတွေများရှိတယ်လို့သူကိုယ်တိုင်လည်းကိုခံနေတာဖြစ်တယ်တခုကကိုကိုတဲ့နေမှာရရင်ကြီးနေအရန်နာမည်ကြီးနေတခုကပါလေ အရင်တော့ဂျုံပန်နဲ့လှုပ်ခဲ့တဲ့ဟာတွေအားလုံးနော်မတိမ်မတရားမှုတွေအများကြီးတမနာထွန်းကတမနာပန်တာကဘာမှမတော့ပဲနဲ့သူ့ရဲ့အောက်ကလူတွေဒီအော်တိုဖန်နဲ့ဆိုင်ထိုးထားတဲ့ထိုးခိုင်းပြီးမှအဲ့ဒီနေရာတိုင်းမှာပတ်စာထုတ်တာတို့အာဘာလဲအာဒီအာပြမှုကျူးလူနဲ့လူတွေကိုအကောင်ပေးတာတို့ထုတ်ပေးအားလုံးကိုသူကအော်တိုဖန်နဲ့ပဲ copy နဲ့ paste လုပ်ပြီးမှ အဲ့အားလို့ဆိုင်းထိုးခိုင်းဆိုင်းကသူမထိုးပါနဲ့သူထိုးထားတယ်ဆိုပြီးမှဟာမျိုးလုပ်နေတာဖြစ်တယ် Justin ဆိုတော့အခုဒီ speaker house ကအာဘာပြောလဲသူနဲ့တမန်တော်တမန်တော်ဘန်ဒနဲ့သူတွေ့ခဲ့တဲ့အချိန်မှာပေါ့သူနဲ့စကားတော့ပြောခဲ့တဲ့အချိန်မှာတော်တော်များများဆက်ဆက်တဲ့အရာ guest ပတ်လိုက်နဲ့ပတ်သက်တဲ့အရာလှုပ်တဲ့အချိန်ကျတော့ပြောတဲ့အချိန်ကျတော့သူလှုပ်တာမဟုတ်ဘူးသူကတော့ကိုလှုပ်တာမဟုတ်ဘူးဆိုပြီးမှပြောတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ဒီအချိန်မှာခုမတကာမှုမတမာမှုအများကြီးပြည့်နေတော့ကြောင့် မကြခင်မှာဒီမိုကရက်တော်တော်များများနေကောင်းဆောင်ပိုင်းတော်တော်များများနေထောင်သွားရမလားဘယ်လိုလုပ်ရမလဲအာနာကနေသူတို့လုပ်နေတဲ့နေရာကနေကြက်ရရမလားဆိုတော့ကိုအာစဉ်းစားဖို့ဖြစ်နေပါတယ်မကြခင်မှာတော့ဒီကြီးကြီးမားမားတော့ဖြစ်လာလိမ့်မယ်ဆိုတော့ဒီမတာထွက်ကဒီတင့်ကသူရေလူရွေးထားတာတဲ့လူရွေးထားတဲ့လူတွေရဲ့သူနဲ့လက်တွဲလုပ်တဲ့လူအားလုံးကအမတန်မှဒီတကယ်မတရားမှုတွေကို ရှာချင်တဲ့လူတွေ USA နိုင်ငံရဲ့ဒီ deep state တွေမှာရောအကုန်လုံးမှာခုခြေလေနေတဲ့လူတွေအားလုံးကိုသူတို့က accountable ဖြစ်သွားအောင်လုပ်မယ်ဆိုတာဟာအတိုင်းပဲခုလုပ်နေတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုရင်တမနာ truck တွေဒီ illegal တွေကိုအများကြီးခေါ်လာရချင်းအကြောင်းရင်းကအခုတင်းထွက်လာပြီသူတို့ကိုယ်တိုင်ခေါ်နေတာတဲ့ဒီအာဂျော့ပါနကာလာမှာခေါ်တဲ့လူသူတို့ကိုယ်တိုင်ခေါ်တာဘာကြောင့်ခေါ်တယ်လဲဆိုရင်အခု Swiss state ဖြစ်တဲ့ဒီအခု ဝက်စကန်ဆန်တို့မက်ဆီကန်တို့ပါဆဗီနီယာတို့ဂျော်ဂျီယာတို့နော့ကရိုင်းနာတို့အဲ့လိုမျိုးနေရာတွေမှာအာဘာဖြစ်တယ်လဲဆိုရင်မင်းရွေးကောက်တဲ့ချိန်မှာတာဝါတာ3 4000 9000 6000 9000အနည်းဆုံးတသိန်းအများဆုံးတသိန်းလောက်တာတာပြီးမှပဲရွေးကောက်ပွဲကိုနိုင်နိုင်တော့တာဖြစ်တယ်ဆိုတော့အဲ့ဒါကဗါလေ illegal လူတွေခေါ်ပြီးမှသူတို့ကဒီမှာလေကြွေးထားတယ် illegal လူပတ်စံပေးထားတယ်ဆက်ဆံသားလေးရအောင်လုပ်ပေးပြီးမ ါ်ပြီးမှဒီထဲမှာခေါ်ပြီးမှသူတို့ဘာလုပ်လဲဆိုရင်ဒီနယူးယောက်တို့သူတို့အခုလွတ်တော်မှတ်တွေနေရာမှာပြိုင်တဲ့နေရာမှာအော်လူမရနိုင်တဲ့နေရာမှာသူတို့ illegal ကိုလွတ်ပြီးမှမဲထက်ခိုင်းတာတို့လုပ်နေတယ်ဆိုတော့ကိုတချို့တွေကအခုကြားသိထားပြီဖြစ်ပါတယ်ဆိုတော့တချို့တွေကတော့အာနယူးယောက်နဲ့ကယ်လီဖိုးနီးယားမှာဆိုရင် body ID တော့မလို့ ID ပြဆရာတော့မလို့ driver license မောင်းရင်ကားမောင်းဖို့အတွက် driver license ပြရတာဘွာစစ်ဆေးနေချင်းရှိတယ်ဒါပေမဲ့ ဗိုဒီတော့မဲတော့ထည့်တဲ့ချိန်မှာဘာမှမလိုပဲနဲ့ driver license id တောင်းတော့မှတောင်းတဲ့လူကိုတော့မှထောင်ချနိုင်တဲ့အနေအထားမျိုးကြီးလုပ်ထားတာဖြစ်တယ်ဆိုတော့ဒီလိုအားဖြင့်အခု USA နိုင်ငံမှာဒီ USA နိုင်ငံရွေးကောက်ပွဲတိုင်းမှာနောက်လာမယ့်ရွေးကောက်ပွဲတိုင်းမှာ democratic တွေကပဲအထက်အောက်နေရာတကာမှာသူတို့ပဲလွှမ်းမိုးမယ်ဒီစတေဒီယမ်တို့လောမုံမဲ့အထက်လို့တော့ judge အားလို့တမန်တော်မှာအားလို့သူတို့လောမုံမဲ့ US နိုင်ငံကိုသူကကြိုက်တယ်လို့လို့ဖို့ တို့ကကြံစည်နေတာဖြစ်တယ်အဲ့ဒါကအဲ့ဒါကိုအခု USA နိုင်ငံမှာရှိတဲ့လွတ်တော်တော်တော်များအခုဒီ FBA တော်တော်များများ FBI တို့ FBI တို့တော်တော်များများအားလုံးကသိပြီးမှဒါကိုတဖြည်းဖြည်းနဲ့စန့်ကျင်နေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီနိုင်ငံရေးရဲ့အလောက်ကားကဒီလိုမျိုးလှုပ်ရက်တွေကကျွန်တော်ပြောချင်တာကတော့လောကမမှန်ဘူးလို့ပြောချင်တယ်ပါတယ်နိုင်ချင်းပြည်သူကပဲရွေးကောက်ပါစေညံနီညံမက်ညံမဲတဲ့ဟိုကနေလှုပ်ပြီးမှမဲရွေးကောက်ဖို့တဲ့အောင်မီနာတို့ ဖြစ်တာတော့မလုတ်တဘူးလို့ကျွန်တော်ကျွန်တော်ဒီနေ့မြင်ရတာဖြစ်တယ်ဒါကြောင့်အခုနီကိုချိုပြောမစွင်အီလာမားကိုသူတက်မဲ့သူတက်ပေးသူ့တက်မဲ့လူတွေရှိကြောင်းသူကိုယ်တိုင်ပြောတယ်ပြီးတော့သူကိုယ်တိုင်ကအခုအာ government ရဲ့ spending ပေါ့ငိုတုံးတဲ့ဘာသာရေးကိုချစ်ကြည့်တဲ့အချိန်မှာတခိုးသမျှနေနော်ခိုးထားတာတွေတော်တော်များများရှိတာကိုသူသိတာဖြစ်တယ်အဲ့ဒါကြောင့်သူအဲ့ဒီလူလူနာမည်ကိုဖော်ထုတ်ပြီးမှ အာစစ်စစ်မြင်းမြမှုလို့လုတ်ဖို့သူလုတ်နေတယ်လို့ပြောပြောတာဖြစ်တယ်။ဆရာကခုနဒီ illegal တွေကိုအများကြီးများလာချင်းအကြောင်းကသူတို့ကိုယ်တိုင်ခေါ်ပြီးမှဒီမှာသမင်းကျွေးဟိုတယ်မှာနေခိုင်းလာစားလေးပေးပြီးမှ လာမဲ့နှစ်တွေတိုင်းမှာဒီမိုကရက်တစ်တွေကမဲတွေကိုသူတို့သူတို့သူတို့အာမနိုင်တဲ့ state တွေမှာတီဗီတွေ illegal တွေကို legal ဖြစ်အောင်လုတ်ပေးမယ်ပြီးတော့ voter 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 အချင်း ID မတောင်းအောင်လုတ်ပြီးမှဒီလူတွေကိုမှထည့်ပြီးမှမဲပေးခိုင်းမှ အထက်လွတ်တော်အောက်လွတ်တော်မှာသူတို့ပဲချုပ်ချင်တယ်သူတို့ပဲအာဏာသိမ်းချင်တဲ့အနေထားမျိုးမှာရှိတာကိုလည်းဒီဟာလေးတိသွားပြီလို့ပြောတာဖြစ်ပါတယ်ဆိုတော့အာပြီးတော့ဒီဒီမိုကရက်တစ်ရဲ့ခေါင်းဆောင်တွေတမန်တမန်တော်ဂျိုပါရခင်မှာဆိုင်းထိုးထားတဲ့အရာအားလုံးလူတွေကိုအာဘာလဲသူအားဖြင့်ဘာလဲကင်းလွတ်ခွင့်ပေးထားတာတရားစီရင်မှုမှာကင်းလွတ်ခွင့်ပေးထားတဲ့အရာတွေအားလုံး သူကိုယ်တိုင်တချို့ကသူမလုပ်သူတိတော့မတိဘူးလို့ပြောနေတာဖြစ်ပါတယ်ဆိုတော့ဒေရန်ခက်တဲ့ဒေရန်နဲ့ပတ်သက်ပြီးမှလည်းစစ်ဆေးမှုလို့လာမယ်ဆိုတော့မချာခင်မှာ US ကကြည့်လို့မတိမ်မာမှုလုပ်တဲ့လူအားလုံးကကိုတခုခုတော့အပြစ်ဒဏ်ဆင်ပေးလိုက်မယ်လို့ကျွန်တော်ပြောရင်းနဲ့ဒီမှာပဲနေချိုးချိုးချင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆက်တွေ့ကြတာပေါ့နော် thank you